ပြောတယ်လေရာကူတဲ့မန်ပါမလုတ်ပါနဲ့ဗျာကျွန်တော်ပြောတယ်လေကျွန်တော်ဒီကနန်းတွေကိုမန်ပါမဝဲပါနဲ့နော်လာမဝဲနဲ့ကျွန်တော်လည်းတရားမှမပြီးဘူးဗျာနော်ဘယ်သူကိုမှတပြားတစ်ချက်မှဘယ်မန်ပါမှကျွန်တော်မရောက်ပါဘူးနော်ရောက်ဘူးလေကျွန်တော်ပြောပြီးဒီထွီးသက်တမ်းရှိနေသည်ကျွန်တော်တင်တိုင်းတွေကျွန်တော်ရှင်းပြတာပဲကြည်ပါ ကြည်ပြီးတော့ကိုဘယ်မူကြိုက်လဲကြိုက်တဲ့မူကိုဆောဒီမူမကြိုက်ဘူးမဆောနဲ့ကိုကြိုက်တဲ့ဆိုရင်ဆောနာရှင်းပြပေးမယ်ကိုပေါ့ရင်ကိုကိုကံပဲနာကျွန်တော်တော်လာမတော်လာတော့မသိဘူးပေါက်တဲ့လူကလည်းသူကံရှိလို့သူပေါက်တာကျွန်တော်အခုပြေးပြီးခဲ့တဲ့ပွဲဘလို့ပဲတင်တင်ရှစ်ကိုလေးနှစ်ကွယ်ပဲတင်တင်သုံးကွယ်ပဲတင်တင်သူကံရှိမှသူပေါက်မှာသူကံမရှိသူမပေါက်ဘူး နော်ပြောပြလေသူကြိုက်မှသူဆောမှာဗောဗျာသူမကြိုက်သူပဲဆောမယ်ဒါဒါကြောင့်ကျွန်တော်ရှင်းပြမယ်လို့ဒီတစ်ခါကျရင်ဒါကျွန်တော်ရှင်းပြမှာကတော့အာမမာရောလာမွေနေနော်ကျွန်တော်ကြူပြောပြီးလိုက်ပေါ်မှာကြီးအဲကိုတင်နေကျွန်တော်တင်ပြီးလေနဘကူကြိုက်တယ်ဆိုရင်ဇောအမဝဲပါနေနော်လာမွေပါနေအဲကိုကပြောပြတဲ့ခါကြီး no, ဆရာအကွက်တရများနေပြီကျွန်တော်ပြည့်ပြတဲ့အကွက်တထောင်340ရတော့ဒါကျွန်တော်နေနေတော့ဟိုကန်ရှိတဲ့လူပေါက်ဆိုပြီးတော့ဒါတော့ကျွန်တော်အကွက်30လောက်တော့ချတယ်တခါလေမူကောင်းတော့မူနဲ့ထက်လို့ချက်နေပါဗျနော်ပြောပြရဲနော် ဒါနဘခွန်ဆိုတဲ့ကဏ္ဍတလုံးထဲနဲ့ရိုက်ပြပြမယ်နော်ဒီညာနဘခွန်ဆိုတဲ့ကဏ္ဍတလုံးထဲပဲကျွန်တော်ထည့်သွားပြီမယ်နော်အဲ့တော့မျက်စီရှင်းနားရှင်းအကုန်ရှင်းအောင်လို့ကျွန်တော်ပြုတ်ပြမယ်အမဘာမှမရှိဘူးကျွန်တော်နဘခွန်ဆိုတဲ့ကဏ္ဍတလုံးပဲရေးပြီးတော့ဒီဇလန်းလေးရှင်းပြမယ်နော်စောစောကသူကနဲ့သူရိုက်သွားပြီ ဒါကြောင့်ကျွန်တော်ပြောကျွန်တော်အခုမြင်လို့အားနာတယ်ဘယ်မှန်ပါမလားဒီမှာကြည့်ကိုဒါကြိုင်ဒါထူဟိုကကြိုင်ဟိုကထူဒါပဲရှိတယ်ကိုပေါကိုပဲယူလုံးနေနဲ့အဲဒါတော့တကူရှိတယ်ပေါ့ပေါလို့ကတော့ကနားအညွန့်လေးတင်ပြီးတော့နင်းစီကိုကလေးကုံကြစီတက်တာလားဒါပဲရှိသေးဒါအဲ့တော့စောစောကပြောသွားတယ်ခဏရဲ့အသေးပြပြောပြမယ် တာဒီသုံးလုံးကိုနေဗျာနော်အဲကျွန်တော်တို့ဒီကနန်းသုံးလုံးကိုနေဗျာကျွန်တော်ဒီရှေပရီကြီးကိုခွန်လို့ကနန်းဆော်တော့ဗောနော်ဒီရှေပရီနဲ့ခွန်လို့ဆော်ခဲ့တယ်မလားအဲ့တော့ကျွန်တော်ဒီကနန်းသုံးလုံးတုတ်ကြဗျာနော်အဲ့တော့ဒီကနားသုံးလုံးတုံညာနဲ့ဒီခုံပြည့်ရခွန်လို့ဆော်ခဲ့ဗျာ အဲ့တော့ဒီကနန်းသုံးလုံးသုံးများနေဗျာဒီခုံပရိနဲ့ခုံလို့ဆော်ခဲ့တယ်ဗျာဒီကနန်းသုံးလုံးငားနေဗျာကျွန်တော်ဒီမှာနိဘရိကိုခုံပေါ့စောစောကကျွန်တော်ရိုက်တာပါတက်ရိုက်လေဆိုတော့ဒါ6ငါးတက်ဆိုဒီနန်းရိုက်တာအခုအဲ့ဒီဟာကိုတခြားနံပါတ်များဖြစ်နိုင်သေးလားဆိုတော့ရှင်းပြမှဖြစ်တယ်เนาะ တခြားနှစ်ပါးရောမဖြစ်နိုင်တော့ဘူးလားနိဘရိတ်ဆိုတော့တကွက်သေးတော့ဟုတ်ချင်လဲဟုတ်မှာမဟုတ်ချင်လဲကျွန်တော်လည်းမသိဘူးလေအဲ့တော့ဒီနေရာမှာထူးခြားနေတဲ့နှစ်ပါးကိုကြည့်မယ်ဆိုရင်ဗျာဒီကိုလီလီဆိုတဲ့ကနခွန်လေးဖြစ်နေတာတော့တစ်ချက်ထူးနေလို့ကျွန်တော်ပြန်ပြချင်းဖြစ်နေနော် အဲ့တော့ကျွန်တော်တို့ဒီမှာဒီ၃ညာ break နဲ့ဒီ con break ကိုရိုက်တဲ့အချိန်မှာလေနော်ဒီ၈၆တွန်းသူက con ကလေးတော့သူကောက်ရိုက်ထားတာလေးတွေ့လို့ကျွန်တော်ဆက်ပြောခြင်းဖြစ်တယ်ဒီ၃ညာ break နဲ့ဒီ con break ကို con ရိုက်တဲ့နေရာမှာဒီကနန်းသုံး con သူထဲတော်တာလေးလေးဖြစ်နေမလားစောစောကိုဆွဲလိုက်တာဒီလိုသုံးလုံး con တော့မကြဘူး အဲ့လိုထဲကနံပါတ်မျိုးတစ်ခုခုဖြစ်နေဦးမလားဆိုတဲ့အသွေးပြောပြတယ်ဒါကြောင့်ဒီနံပါတ်ရှင်းနဲ့ဗျာဒီကနန်းနှလုံး၉နဲ့မှခေါ်မယ်လို့အဲ့လိုတည်ရောက်မဲ့ကနန်းမျိုးကိုဖြစ်သွားနိုင်တယ်လားဒါတော့ तू आ နောက်နှလုံးကမကူထားဘူးလေ तू आ ဒီမှာ၆ဆိုတဲ့ကနန်းဖြစ်တယ်နော်ตัวหนาวลุงกูอ่ะแหละตัวกูหลูไม่อยากรู้บ่เปียกูหลูอยากได้กระนั้นชิงตะမျိုးเปียหมดดาตุหมู่เนี่ยตัวกระนั้นไอ้หลูผิดดิสรุป ကဲဒီနီယာမာကုကူကြီးခရပြောလိုက်တဲ့ခွန်ကြီးဟာဒီ၃လုံး၉နဲ့ဒီကနန်း၃လုံးရှင်နဲ့ခွန်ပါတယ်ဟုတ်ပါပြီဗျာအဲ့ဒီခွန်ဟာဒီ၉လေးလေးကိုခွန်လို့လည်းသူထေထားတယ်ဗောဒါကျွန်တော်ပြောတယ်ထွီးဒီတစ်ခုကိုပြလိုက်မြင်တတ်အောင်လည်းကြည်ကြပါလို့လည်းဆိုလို့နေနော်အဲ့တော့ဒီကနန်း၃လုံး၃ညာကိုဒါ၃လုံးခွန်ရိုက်တာခွန်ပါလေ အဲ့ဒီကနဘတ်ရှင်းနဘတ်ချောင်းနဘတ်သုံးလည်းသူခွန်လို့ပြထားတဲ့ဂောလို့မိတာတွေရှင်းချင်းရှင်းလိုက်မဲ့တွတ်တဲ့လူဟာဒီကနန်းသုံးလုံးသုံးကြနဲ့သုံးလုံးခွန်နဲ့ခွန်ပါလေအဲ့ဒီခွန်လည်းဒီသုံးလုံးခွန်ပြနေတော့ဂောလို့ဒါအမေးဖြူဓာတ်ရိုက်ပြောတယ်ကနန်းမြူဖြစ်တယ်ဒီသုံးလုံးငားနဲ့ဒီမှာသုံးလုံးနဲ့တော့ခွန်ပါလေနိပရိကတော့ဟုတ်ပါပြီ ဒီကနန်းသုံးလို့ဘာလို့မခွန်ထားတာလဲလို့ကျွန်တော်ကိုမေးစရာစကားကြီးကရှင်းချင်းရှိလိမ့်မယ်တခါလေအပီးပြာတော့နော်အနာလျောင်းပြောပြတယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီခွန်ဆိုတဲ့ကနန်းရဲ့အဓိပ္ပာယ်ကိုနောက်တလို့ပြားပါဆိုကျွန်တော်ဒီမှာ66ဆိုတဲ့ကနန်းနဲ့လို့ရှိတယ်ဗျအဲ့66နဲ့ အဲ့နဲ့ဆိုရဲကနသူကဘာထဲဆိုဒီကနသုံးငါးနဲ့ခွန်ပါလို့ဟုတ်နဘတ်လေးထီပါလေဗျာနော်ဒီကနနှလုံးနဲ့နဲ့ကျွန်တော်တို့ဒီကနသုံးငါးနဲ့လေဘာကိုရိုက်သွားလဲနဘတ်ခွန်လို့ရိုက်နေတယ်ကောလို့ဒါအမေးဖြေလေးရှိပါလေနော်ကျွန်တော်တို့အဲ့ဒါတခါလေးကိုဖြေရှင်းပြီးတာပေါ့နော်အဲ့တော့ဒီကနနှလုံး6နဲ့ ကျွန်တော်ဒီကနာသုံးလုံးတင်နေလေခွန်ပဲဖြစ်နေတာဘောလို့တကယ်တွက်တဲ့လူတော့တွင်းဒါကျွန်တော်မေးစရာရှိတာဗောနော်ဒီလုံးချောင်းတဲ့သုံးလုံးတက်လေခွန်ပဲရိုက်ထားတာဩဗောနော်အဲ့တော့ကျွန်တော်စပီးကြည့်လို့ရှိကဲဒီညမှာလေဒီကနာနှလုံးကခွန်ဖြစ်နေတယ်အဲ့ကနာနှလုံးခွန်နဲ့ဒီသုံးခွန်သုံးညာဆိုရေကနာသုံးလုံးသုံးညာနဲ့လေခွန်ဖြစ်နေတာဩလို့ တာကြည့်တဲ့လူပါဗောဗျာပြန်တွက်တဲ့လူဗောလေအဲဒီလူတွေဖြစ်နေတော့လို့မေးလို့ရှင်ကျွန်တော်တို့ကလေကနားကိုဖြေပြီးပါမယ်အဲ့တော့ဒီကနားနှလုံး6နဲ့ဒီကနားသုံးလုံးတင်နေမှာခေါ်မှာမဟုတ်ဘူးလားဗောနော်ဒီကနားနှလုံး6နဲ့ဒီကနားသုံးလုံးတင်နေမှာခုံဖြစ်မယ်ဆိုရင်အဲ့တော့ဒီနှလုံး6နဲ့ဒီသုံးလုံးတင်နေခွန်ဆိုတော့ ကျွန်တော်ဒါရှင်နှလုံးပေါင်းငားဆိုတဲ့ကနန်းကိုဆွဲရမှာဖြစ်တယ်။နာရှင်နှလုံးပေါင်းငားဆွဲတော့မယ်။ဟုတ်ပြီဒါတကွယ်ပဲခြားမယ်နော်။အဲ့တော့ကျွန်တော်ပြောပြမလို့။ဒါဒီတုံးလို့ကိုးထည်ဗျာ။ဒီကနန်းတုံးလို့ရှင်နဲ့ခွန်ရိုက်တော့ဟုတ်သွားမန္တာပေါ့ဗျာ။သူထေထားတယ်ကနန်းရဲ့အသိပဲ။နော်။အဲ့ဒါခွန်ထေထားတယ်။ ဲ့တော့ဒီကနန်းလုံးနဲ့နဲ့ဒီသုံးလုံး၅နယ်လေးဒီကောက်ခွန်ဆိုတဲ့ကနန်းထဲတာလေဒီကနန်းသုံးလုံးလေသူကဘာထဲရမလဲခွန်ဆိုတဲ့ကနန်းသူထဲထားတဲ့အဓိပ္ပာယ်ကိုတယောက်နေတယ်လားပေါ့နော်အဲ့တော့သူကထပ်ပြီးတော့နောက်တပင်းချလာတယ်ဗျဒီသုံးလုံးသုံးများနဲ့ဒီကနန်းသုံးလုံးခွန်ခွန်လို့လေသူကထဲလာတယ် အဲ့ဒီခွင်ရလဲဗျာဒီ863ဆိုတဲ့ကဏ္ဍကိုသူကခေါ်လို့လဲကဏ္ဍထဲလာတယ်အဲ့နေရာမှာဒီကဏ္ဍနှလုံး6နဲ့ဒီခွန်86ဆိုတဲ့၃လုံးတဲလဲခွန်ပါဘဲလို့ကဏ္ဍထဲလာတယ်ဗျာနောက်တစ်ပွဲမှာလဲဒီကဏ္ဍ၃လုံး၃ညအဲ့ဒီ၃ညနဲ့ဒီကဏ္ဍ၃လုံးခွန်ခွင်ကောက်ထဲလာတယ်အဲ့ဒီခွန်ကလဲဒီခွန်၃ညာ၃ညာဆိုတဲ့ကဏ္ဍခွန်လို့ထဲလာတယ် အိညာမဒီကနန်းလုံးခွန်နဲ့ဒီကနန်းသုံးလုံးတုံညာပါသေးလေခွန်လိုပဲထဲလာလေဆိုရင်ကဲကျွန်တော်တို့ဒီကနန်းသုံးလုံး၅ဖြစ်တယ်ပေါ့ဗျာအဲ့၅နဲ့ဒီသုံးလုံးပေါင်းနဲ့နဲ့ခွန်လိုဖြစ်ရမယ်ဒီကနန်းလေသုံးလုံးခွန်လိုဖြစ်ရမယ်ဒီကနန်းလုံး၆နဲ့ဒီကနန်းသုံးလုံး၁ကိုလေခွန်လိုဖြစ်ရမယ်ဘယ်နံပါတ်ကိုလဲ ကဲဘယ်နှဘက်ကိုဖြစ်မလဲဆိုရင်သူပြတဲ့ကနနဘက်ခွင့်အတိုင်းတားမှာဒါကျွန်တော်ရိုက်မှာတော့နံပါတ်နဲ့ဆိုရင်ကနန်းကိုဒါမိုးပြီးတော့ထိစည်းတည်ရိုက်မှာဖြစ်တယ်။ဒါဒါခိုရဲ့ပါဝနံပါတ်နဲ့ဆိုရင်ကနန်းထိစည်းတည်ရိုက်မှာဖြစ်တယ်။အဲထိစည်းတည်ရိုက်မှာကနန်းအဖြစ်ဒီကနန်းကနှလုံးခွန်ဖြစ်ပါလေ။ တချို့လည်းနားမလည်ဘူးတဲ့ဆရာ IQ သိမ့်မြင့်လို့တဲ့ဒါကျွန်တော်ပြောတာရှင်းရှင်းလေးဒီနှလုံးခေါ်အဲ့ခေါ်နေကြည့်နေပေါင်းလိုက်ဒီနေ့နဲ့ပေါင်းလိုက်ဒီကနန်းနှလုံးကိုယ်ရဲ့အဓိပ္ပာယ်ထွက်ပါလိမ့်မယ်။နာအဲ့ဒါကျွန်တော်ဒီကနန်းနှလုံးအဖြစ်လေးဆိုရယ်ကနန်းဖြစ်တယ်။ဒီခွန်ခွန်ဆိုရယ်ကနန်းဘာဖြစ်လဲလေးဆိုရယ်အဲ့ခွန်ခွန်လေးဆိုရယ်ဒီနံပါတ်နေကြည့်နေ ေါင်းထဲလိုက်အဲ့လေးနဲ့နဲ့ပေါ့ဒီကနန်းလုံး6ရက်ဒီဘီရောက်သေးအဲ့ဒါကျတော့ဒီမှာဆိုနံပါတ်9နဲ့နံပါတ်3ဆိုရင်ကနန်းဖြစ်တယ်အဲ့နံပါတ်9နဲ့နံပါတ်3ဆိုတာနှစ်ဆိုရင်ကနန်းဖြစ်တယ်အဲ့နှစ်ကြီးဒီနံပါတ်နှစ်ဆိုရင်ကနန်းနဲ့ပေါင်းထဲလိုက်ဒီကနန်းလုံး6ရက်ဒီဘီရောက်သေးဒါကြောင့်မလို့အခုပြေကနဒီကနန်းနှလုံး9ဆိုရေကနန်းဖြစ်တယ် Ät a digen anun kus <laughs> de genau na bannejinne kopong lai danne. Digen anle hun a te sure debe te jou de. Ä man man na banne lit he bon lai. Tone chau a te ji se to. Ä di man na banne sure gen an te bon lai. Kunne to sure le a dinne lo lit he. Di kon kon sure jare man na banne sure gen an te konne kon a chau a dinne lo chau. ဒီ6တကြားမှာနံပါတ်2ဆိုရကနသလုံးထဲလိုက်6နှစ်တဆိုဒီနှလုံး9တာနေရတဲ့တောင်ပြည်တာဘာဖြစ်လို့လဲသူခေါ်ထားတယ်ဟောဒီ3လုံးခွန်ကြောင်းမလို့အဲ့ဒီခွန်ဆိုရကနဒီနှလုံးခွန်ဖြစ်ခဲ့တာပါလို့ဒီကနနှလုံး9တုံများကြာလဲဆိုဒီ6ခွန်6တဆိုရခွန်ဒီနှစ်ကြီးနဲ့ပေါ့ဒီကောက်ကောက်ကိုရတယ်ကနဒီကောက်3လုံးခွန်ရိုက်လိုက်တာဒီညမှာဘာလို့ ကနနပါရှိဆိုရင်ကနရှိရှိကြလဲဆိုရင်အဲ့ဒီခေါ်နှလုံးနံပါတ်2သူ့ရဲ့ပါဝါရဲ့ရိုက်ချက်ကြောင့်ဒီ6ကြီးကြတာဒီညမှာသုံးလုံးခွန်ခွန်ထိပ်ပါလို့ကြလဲ93ဆိုရင်ကနနံပါတ်2ဆိုရင်ကန ပေါ့နေ93ဆိုရင်ကနဒီနှလုံး၄ကိုဖော်ဆောင်တာမို့လို့ဒီကနသုံးလုံးခွန်ကြမယ်ကနဒီ36ဆိုရင်ကိုနံပါတ်2နဲ့ပေါ့7ဆို83အဲ့ဒီအချိန်ကြတော့ ျွန်တော်ဘာလို့ထဲမလဲကျွန်တော်ဒီကနန်းနှလုံးနဲ့ဒီသုံးလုံးကဘာလို့ဖြစ်သလဲနာပါခွန်ဆိုတဲ့ကနန်းကိုဖော်ဆောင်ထားတော့တွေ့ရမင်းဒီကနန်းနှလုံး6နဲ့ဒီကနန်းသုံးလုံးတကိုဘာလို့ရိုက်ထားလဲဆိုနာပါခွန်ဆိုတဲ့ကနန်းဖော်ဆောင်ထားတာတွေ့ရမင်းဒီကနန်းလုံးခွန်နဲ့ဒီသုံးလုံးတုံညာနဲ့ခွန်ပါပဲဆိုရင်နံပါတ်ကိုဖော်ဆောင်တာမို့လို့ ဒီကနန်းနှလုံး6နဲ့ဒီကနန်း3လုံးတင်တဲ့ခွန်ပါပဲဆိုတဲ့ကနန်းအလေးကိုရောက်လာလိမ့်မယ်အဲ့လိုရောက်ပြီးတဲ့အခါမှာကျွန်တော်ကနန်းကို3လုံးခွန်ထဲပြီး863ခွန်ထဲပြီးခွန်3ညာ3ခွန်ထဲလို့ပဲရှင်းနှစ်ခွန်ဆိုတဲ့ကနန်းကိုတွားထဲတဲ့ခွန်ဖြစ်ခဲ့တဲ့ကနန်းအစွင်းဒီ3လုံးကိုနဲ့ဒီ3လုံးရှယ်ရလဲနံပါတ်9ဥဆောင်တဲ့နံပါတ်ဖြစ်တဲ့ ဒီကနန်း၃လုံး၃ညနဲ့၃လုံးခေါ်လဲနံပါတ်9ဦးဆောင်တဲ့နံပါတ်မျိုးဖြစ်တယ်ဒီကနန်း၃လုံး၃ညနဲ့၃လုံးခွန်ခွန်ဖြစ်တယ်ဆိုရလဲနံပါတ်9ဦးဆောင်နေတာမို့ဒီကနန်း၃လုံး၅နဲ့နိဘရိနဲ့ခွန်ဆိုတဲ့ကနန်းကလေဒါနံပါတ်9ဦးဆောင်သွားတယ်ကနန်းကတော့အခုကျွန်တော်ရှင်းပြလိုက်ပြီကိုလေးလေးကိုခွန်ထဲတယ်လို့၈၆၃ကိုခွန်ထဲတယ်လို့ ခွန်သုံးများသုံးများခွန်သေးတယ်လို့ရှင်းနှစ်ခွန်ခွန်သေးတယ်လို့ကျွန်တော်တို့ဒီကနားနှလုံးနဲ့သုံးလုံး၅ကိုခွန်သေးတယ်ဒီနှလုံး၆နဲ့သုံးလုံး၁ခွန်သေးတယ်ဒီကနားနှလုံးခွန်နဲ့သုံးလုံးသုံးများကိုခွန်သေးတယ်ဒီနှလုံး၆နဲ့သုံးလုံး၁ကိုခွန်သေးတယ်ဆိုတာကတော့သုံးလုံး၉နဲ့သုံးလုံး၈ကိုခွန်သေးလို့ဖြစ်ရခြင်းဖြစ်တယ်သုံးလုံးသုံးများနဲ့သုံးလုံးခွန်ခွန်သေးလို့သုံးလုံးသုံးများထပ်ပေးတဲ့ခွန်ပွဲကိုသုံးလုံးခွန်သေးတာမလို့ ကျွန်တော်တို့၃လုံး၅ကို၃လုံးနဲ့နဲ့ခွန်ပါပဲဆိုရကနဟာလေနစ်ဘရိတ်ကို အသားပေးလိုက်တဲ့ဘွဲဦးထညာမှာဆိုရင်၃နှစ်ခွန်အနေနဲ့လေကစားကွက်ကိုဖော်ပြခြင်းဖြစ်ပါလေအာ